ရှိတယ်เนาะဒါမဲ့ဒါကတော့ကျွန်တော်တော့မပြောပါဘူး तू ကသူ့လိုလှုပ်ဆောင်နိုင်တဲ့ပုံကွာရှားတယ်ကိုဇော်ဘုန်းကြီးလိုလှုပ်ဆောင်နိုင်တဲ့ပုံကွာရှားတယ်เนาะအဲ့ဒါလေးကတော့ကျွန်တော်ပြောချင်တယ်အဲကျွန်တော်အားဘာကြောင့်ပြောငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ relationship လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်เนาะ မင်္ဂလာပါဗျာပိုင်ရဲကိုပြန်လာမြဲပိုင်ကိုတန်ကြောင်းလည်းအားလုံးပြောဆင်ကြပါစေဗျာအခုကကိုဖုန်းကိုစော်ဖုန်းကြီးမော်နော်ကိုစော်ဖုန်းကြီးတောင်းပဲကျွန်တော်စီလာလာမင်းနေလို့ကျွန်တော်လည်း line မတက်တော့ဘူးလို့အဲစဉ်းစားပြီးစာဖတ်နေတာစာဖတ်နေတဲ့ဖုန်းတွေကခဏခဏချက်လာတော့ကျွန်တော်မေးတော့ကျွန်တော်ဒါထွက်ပြောဖြေရှင်းမိတာဖြစ်ပါတယ်ကိုစော်ဖုန်းကြီးဖန်ခံလာမှာဖန်ခံလာတော့ကျွန်တော်မသိပါဘူးကျွန်တော်မသိပါဘူးကျွန်တော်တော့ဖုန်းဆက်ကြည့်လိုက်ပါသေးတယ်သို့တော်လည်းပဲအဲဆက်သွယ်မှု area ပြပါတော့ဖြစ်နေပါတယ်နော်နောက်တစ်ခုကကျွန်တော်နဲ့ ကိုဇော်ဘိုးကြီးက၄လလောက်တော့ရှိပြီဗျအဆက်သွယ်တော့မရှိတာပြီးခဲ့တဲ့ရက်ကအမျိုးသမီးတယောက်ကတရားစွဲတယ်ဆိုတော့ပြောရှိတော့အကိုတောင်းတော့ဘုံအဲ့ဒါဟုတ်လားလို့အဲ့တစ်ချက်လေးတော့ကျွန်တော်မေးဘူးတယ်အဲ့နောက်ပိုင်းတော့ကျွန်တော်တော့ဖုန်းဆက်သွယ်မရှိဒါပေမဲ့ကျွန်တော်အခုပြန်ဆက်ကြည့်ပေးလိုက်တဲ့ခါကျတော့ဖုန်းကင်တာဖုန်းကဆက်သွယ်မှုပြပါလဲဖြစ်နေတာမျိုးရှိတယ်နော်အဲ့ဒါလေးတော့တရင်ဟုတ်လားမဟုတ်လားမသိကျွန်တော်အဲ့မှာကိုစီတို့ကိုသွားပြီးတော့တွေ့လိုက်တယ်အဲအဲ့ဒီဟိုသူတို့တရေပြောနေတာလေးအဲ့ဒီမှာပေါ့နော် ကဲပြည်သူတွေစမ်းမဲ့လူတယောက်ယောက်သွားလို့စိတ်မကောင်းစရာတင်းလေးပြောပြမယ်အဲ့ဒါကတော့မနေ့ရက်ရက်ကြားတာနော်ညရက်ရက်ကြားတာပေါ့အတီးပြည့်ချက်ဝင်ဖြစ်နေအခုမီဒီယာတွေမှာတင်းလာဒါကတော့ဇော်ဘုံဟိန်ဖန်းကန်ထီွားပါပြီနော်တင်းလေးကိုကျွန်တော်ဖတ်ပြမယ်နော်မင်းအောင်လိုက်အပါအဝင်စစ်အရာရှိကြီးများကိုဆဲဆုပ်ခဲ့ပြီးစစ်လော်ဘီဇော်ဘုံဟိန်ကိုဆက်တော်ရေးဥတွေတင့်မှောင်ခုမှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးလိုက်ကြောင်းပြည်ဦးလွင်ရဲအတိုင်းဝိုင်းကပြောဆိုတယ်။ဇွန်လ၂ရက်နေ့မွန်လယ်တနအီကျော်အချိန်ပြည်ဦးလွင်ကနေထိုင်တော့စစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းမင်းအောင်လှိုင်အပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုကြီးအတွက်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်မိုင်းမြို့နယ်ရဲစခန်းတွင်ပအမှတ်358မြင်းဆောင်2025စစ်တပ်ဥပဒေပုံမှန်66ကားကြီးဖြင့် မဘာတာနှင့်စစ်တပ်ထောက်ခံသူဒေါ်မိုးမောခိုင်ကမေလ9ရက်နေ့တွင်အမှုဖွင့်ခဲ့ကြောင်းဇော်ဝိုင်းက၎င်း၏ Telegram Channel တွင်စစ်တပ်အရာရှိကြီးများကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းထို့ကြောင့်ဇွန်လ2ရက်နေ့တွင်စစ်တပ်ကဇော်ဘုံဟင်းကိုဖမ်းဆီးတွားခဲ့ကြောင်းသိရတယ်။ဒါမဲ့တခုရှိတာကဇော်ဘုံဟင်းကခုနကပြောသလိုသူပြောခဲ့တဲ့အရာတွေအားလုံးကိုတဖြည်းဖြည်းနဲ့တစ်ဖက်ကစုထားတဲ့ပုံစံမျိုးအဲ့ဒီမိုးမိုးခိုင်ဆိုတာကရှင်းရှင်းပြောရရင်တော့သူတို့စစ်တပ်အတိုင်းဝိုင်းမှာဇော်ဘုံဟင်းနဲ့မိုးမိုးခိုင်ပါဝါချင်းရှင်လိုက်မယ်ဆိုရင်တော့ သူတို့ဘောမထောက်ခံမှုအားပူကောင်းတာကဇော်ဘုံဟင်းကအားပူကောင်းတယ်နော်ဇော်ဘုံဟင်းကမုံမိုးခိုင်းတဲ့ဆိုင်လက်တွေ့ကျကျတဲ့လှုပ်တယ်အဲ့ဒီအတွက်သူတို့စစ်တပ်အတိုင်းဝိုင်းမှာဇော်ဘုံဟင်းကပို့ပြီးတော့မျက်နှာရတယ်အလုတ်ပိုးလုပ်တယ်ဒါပေမဲ့ပြောဆိုတဲ့နေရာမှာဂုဏ်ကပြောသလိုပေါ့သူတို့စိတ်ထဲမှာတကယ်ဟိုလူလူတင်မြောက်တဲ့အစိုးရတရက်ကိုဝေဖန်တဲ့ပုံစံမျိုးတွားရောက်ပြီးတော့သူတို့ သူတို့ခေါင်းဆောင်တွေကိုသူတို့သွားပြီးတော့သွားပြောတော့ဘယ်ရမလဲ။ဟောအဲ့မှာစကားသတိရလို့ပြောလိုက်မယ်။သွားပြီးတွေးလိုက်တယ်ဆိုတော့လူချင်းသွားပြီးတွေးလိုက်တယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးเนาะ။ကျွန်တော်အဲ့ဒီကဟိုဒီဟာကျွန်တော်တို့ကလိုင်းသုံးတဲ့ခါကျဒီလိုမျိုးသုံးတဲ့ခါကျတော့ဖုန်းထဲမှာပဲကျွန်တော်ကကြည့်ပြီးပြောကြတဲ့စကားဖြစ်ပါတယ်။တချို့ကျွန်တော်ကတကယ်လို့အိမ်မှာသွားပြီးတွေ့လိုက်တယ်လို့လူချင်းသွားတွေ့လိုက်တယ်လို့ဒါမျိုးဆိုတော့လူချင်းအပြင်မှာသွားတွေ့တာပေါ့။အာကျွန်တော်တို့အဲ့ကိုစောဘယ်လိုလဲကိုငယ်စီလာသူ့စီကိုကျွန်တော်သွားပြီးတော့လူချင်းသွားတွေ့ပြီးတော့ကျွန်တော်မေးကြည့်ပါတယ်ဆိုတော့ဒါကျွန်တော်လူချင်းသွားတွေ့တာ။ဒါကျွန်တော်တစ်ဆောင်းပြောလိုက်တဲ့စကားကျွန်တော် ကိုငစီလာတော့တွေ့လိုက်လို့ဒါကျွန်တော်သိလိုက်တယ်ဆိုတော့တွေ့တာလူချင်းတော့တွေ့တာလို့ပြောရမှာเนาะလူချင်းဆိုတာရှိသေးတယ်မြန်မာနိုင်ငံမြန်မာစကရက်မှာအဲ့အားလေးတော့နည်းနည်းဟိုနားလည်ပေးဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်ကိုငစီနဲ့လူချင်းတော့တွေ့တယ်ဆိုကိုပါအကျန်းဖက်နဲ့အဲပေါင်းပြီးတော့ဟိုထပ်ပြီးတရားစွဲခံရမှာဆိုလို့เนาะအဲ့လိုမျိုးလေးတော့ပြောချင်ပါတယ်နောက်တစ်ခုကျွန်တော် comment ကိုဝင်ရေးတာရှိပါတယ်အဲဒါကိုငစီရဲ့ပြောနေတဲ့ဟာလေးတော့တစ်ချက်နားထောင်ကြည့်လိုက်ပါဦးเนาะเนาะ YouTube တိုင်းမှာတော့ဓာတ်တွေ့ရတယ် ပြောပါစေအဲ့တော့ခင်ဗျားတို့ကိုကျွန်တော်တခုမေးမယ်ဒီမှာတော့ကတော့ကျွန်တော်တို့ပြောလိမ့်မယ်ဘာဖြစ်လဲဆိုတောင်းတော့ပဲတောက်ကန်တဲ့လူကကြက်မပြည့်တဲ့ခေါင်းလေးဘာလေးညာလေးဆိုပြီးတော့ခင်ဗျားတို့ပြောတာတွေ့တယ်တကယ်တော့ကြက်မပြည့်တာမပြည့်တာတော့မပြောတော့ပါဘူးခင်ဗျားတို့ဘယ်သူမပြည့်တာလဲပြည့်တာလဲဆိုအတိုက်ခံနေဖြစ်နေအောင်ဟုတ်ပြီစကားလေးတခုပဲကျွန်တော်ပြောစမ်းတယ်တောင်းတော့ကနော်တောင်းတော့ကရစ်ကောက်ဝဲလှုပ်ပေးမယ်ရစ်ကောက်ဝဲလှုပ်ပေးမယ်တိုင်းနေအေးကြအောင်လှုပ်ပေးမယ်လှုပ်မယ်ရစ်ကောက်ဝဲနဲ့ဒီမိုကရေစီနီးကြနော် နောက်တစ်ခုစီကံပြေးသွားတဲ့ဒီမိုကရေစီတန်းမှာပဲရှောက်ကြအရသာစုကတတ်ကြဟုတ်လားအဲ့ဒါမှာဘာတွေထပ်ပြီးတော့ခင်ဗျားတို့လှုပ်ရှားလို့သေးတယ်ဟမ်မင်းပြခံလိုက်လေအမဟုတ်လားဘာတွေထပ်ပြီးလှုပ်ရှားလို့သေးတယ်ဟုတ်လားမင်းအမေကိုလူတယောက်ကမင်းတို့အိမ်ကိုလာမယ်မင်းအဖေကိုကြိုးတုံမယ်မင်းအမေကိုမရင်းတက်ကျင်မယ်မင်းနှမလေးကိုမရင်းတက်ကျင်မယ်ပြီးလို့ရှိရင်နော်ပြန်ပြီးတော့ကြိုးဖြီးပေးမယ်မင်းအဖေကို ်ကြောမင်းတို့အေးစေးလောက်ကင်စားတော့ကြနော်ငါအိမ်ကန်းထိုင်ပြီးတော့ငါ့ကိုဧည့်တယ်လို့ပြန်ဆက်ဆံဆိုရင်ခမရလက်ခံမလားအဲ့လားလေးပဲဖြစ်နော်ခမရမင်းတို့ကျွန်တော်ပြန်မေးတာနော်အဲ့လားလေးပဲဖြစ်ခလူတယောက်ကခမရအိမ်လာမယ်ခမရအဖေကိုလက်ပြန်ကြိုးတုတ်ပါးရင်ငါးရီရိုက်မယ်ခမရအမေကိုတက်ကြုံးမယ်ခမရညမကိုတက်ကြုံးမယ်ဟုတ်လားနော်သူကြုံးလို့ဝါဝါပြီးပြီးလို့ရှိရင်ဒီအိမ်ဘက်ကသူနဲ့ဒီအိမ်နဲ့သူနဲ့ရန်သူဖြစ်ပြီဒါပေမဲ့ရန်သူမလုပ်နဲ့ခမရတို့ကိုယ့်အိမ်မှာအေးအေးချမ်းချမ်းပြန်နေအောင် ကျိုးဖြီပေးမယ်နော်ခမားဖေကိုကျိုးပြန်ဖြီခဲ့ရင်ခမားညမလေးတွေကိုထမိန်တွေပါပြန်ဖုံးပြီးတော့အေးအေးဆေးဆေးပြီး तू ကဧည့်တယ်လို့ပြန်နေမယ်ဆိုရင်ခမားလက်ခံတာအဲ့ဒါပဲပြီးလားအဲ့ဒါကောင်းတဲ့အဲ့ဒါရှင်းတဲ့ဥပမာမရှိတော့ဘူးနော်အဲ့ဒါလေးကိုလက်ခံတယ်ဆိုလို့ရှိရင်ခရီးရွေးကောက်ပွဲကိုဒီတိုင်းမီကပြည်သူတွေနေလို့လက်ခံပေးလိုက်မယ်နော်သဘောပေါက်လားပြီးလားကြောက်ကဒဲပဲပြောတတ်တယ်ရိုင်းရင်လည်း sorry ပဲပြီးလားရွေးကောက်ပွဲဝင်ဖို့တည်းလောက်အောင်မဟုတ်လားဟုတ်လားလောက်အောင်မဟုတ်လားအဲ့တော့ထမင်းစားတော့ဒါလေးစဉ်းစားလိုက်ရင်ရတယ် အခုကတူဒိတ်တက်ထားတာ15ရက်နေသူကဒိတ်မတက်တာဒီဗီဒီယိုဖိုင်တက်လာတာမကြတဲ့ကျွန်တော်ပြီးတော့ပြန်ကြည့်မယ်ဘယ်လိုဖြစ်ဖြစ်ဒါလက်ရှိဘောမတွေအများစုပထမတွေ့တွေ့လာတယ်အာကြောက်တော့မအေးသေးအဲ့ဘစ်ထုတယ်ဆိုတော့တဘောကြလို့ကျွန်တော်ဒီရေရှင်ကိုလှုပ်ပေးတယ်နော်အခုလို့ဗယံမတာတွေပြောပေးတဲ့စစ်သက်ထောက်ခံတဲ့ဖွ့နဲ့ခွေးစက်ဖောက်ထားတဲ့ဖွ့ခွေးအပေါင်းလူရုပ်မာတွေကိုဂျေဆုတင်ပါတယ်လို့နော် အဲ့တော့ကျွန်တော်တို့တွေကတိုင်းပြည်ကိုအတက်ကောဗန်ဘဝတွေရောရင်းနှီးပြီးတော့ပြီးတယ်ဆိုတာကဒါရှင်းရှင်းပြောလို့ချင်းတိုင်းပြည်မှာအေဂျင့်စေခြင်းနဲ့အထက်အောင်ညီညွတ်စေခြင်းနဲ့အောက်ခြေမှာ အာလောက်ဆောင်နေတဲ့ဟာတွေဟာအားလုံးကိုအဲတကယ်တဲ့မှတ်နိုင်အောင်လို့เนาะဒါအထက်ကိုလည်းတည်အောင်လို့ပြောနေတယ်တဲ့စစ်နဲ့တစ်စစ်အာနာတွေပါဝါတွေစားနေတဲ့ခါကြတော့အဲဒါမျိုးတွေကိုဟိုအထက်ကိုတင်ပြပေးတဲ့ခါကြတော့အဲအနာရှိတဲ့သူတွေကဘာဖြစ်လာမလဲဆိုတော့ပြဿနာပေါင်းဆုံးရှာလာတာမျိုးတော့တွေ့ရတယ်ရှိတယ်เนาะဒါပေမဲ့ဒါကတော့ကျွန်တော်တော့မပြောပါဘူး तू ကသူ့လိုလောက်ဆောင်နိုင်တဲ့ပုံကွာရှာတယ်ကိုစော်ဖိုးကြီးလိုလောက်ဆောင်နိုင်တဲ့ပုံကွာရှာတယ်เนาะအဲ့ဒါလေးကတော့ကျွန်တော်ပြောချင်တယ်အဲကျွန်တော်အဲဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်ဒီ comment တကွာ ဇော်ဖိုးရင်ကြရင်ကြပြီဆိုတာမင်းဟာတပဲလို့ပြောလို့ကျွန်တော်တော့ဘယ်သူမှပြန်ပြအငင်းခုမရှိပါဘူးအဲဟာတပဲလို့ပြောလို့တကယ်ကြရင်ကြပါပြီကဘာဖြစ်လို့လဲဆိုတော့အဲဒီကျွန်တော်ဆောစောပြောလို့ပေါ့ဟလာအဲ့ဒီ file နေကြည့်လိုက်ပါအခုဒီကောင်နေတော့ဒလောက်တောင်ပိုးစိုးပက်ဆက်ဘောမနော်သူတို့ရှင်းပြောရင်သူတို့အသက်နဲ့ရင်းပြီးတော့ဒီစစ်တပ်ကိုဘောမတာနော်အကောင်းပြောတာတတိုင်းပြည်လုံးတစ်ကမ္ဘာလုံးအစဲဆိုခံချင်းချောက်ခံနော်ပြီးလို့ရှိရင်ဗမာတွေ့မယ်တွေ့ရသင်းကြီးဓာမဆိုင်သူတို့ချင်းပြီးတော့ အတက်နဲ့ရင်းပြီးတော့ဘောမတဲ့ဒူတွေတောင်မှ စကားလေးတစ်လုံးအမှားမခံဘူးဆိုရင်ခမားတို့ကျွန်တော်တို့တာမန်ပြည်သူဘဝစဉ်းစားကြည့်ဆိုင်လေးတော့ပြောခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲတောင်တော်ဘက်ကိုထောက်ခံတယ်တောင်တော်ဘက်ကိုအဲအားလုံးကိုဝိုင်းဝန်းပြီးတော့အဲတချို့ကကြတော့အပြူသဘောဆောင်တဲ့ပဲအဲဆွေးနွေးစေချင်တာမျိုးရှိတယ်။အပြူသဘောဆောင်တဲ့ဆွေးနွေးစေချင်တာမျိုးကလည်းပဲကောင်းပါလေ။ ရန်ရင်ပြတ်သားစွာဆွေးနွေးတာလည်းကောင်းပါတယ်အမြဲတမ်းကြောက်နေရမယ်ဆိုလို့ရှိရင်တက်မနော့ကိုအာနာရှင်ဇက်ကိုတွင်းလိုက်တာဖြစ်ပါတယ်တက်မနော့ကိုဝေဖန်လို့မရဘူးတိုက်ခဲလို့မရဘူးဘာဖြစ်လဲအပြုသဘောနဲ့ပြောလို့ရတယ်ဆိုတဲ့အတုံးတုံးနေကျွန်တော်တို့တွေးရပါတယ်တွေးရတဲ့နေရာမှာကျွန်တော်ဒါပြောချင်တာကတက်မနော့ကိုဝေဖန်ခြင်းတိုက်ခိုက်ခြင်းဆိုတာကလက်နက်ချင်းနဲ့တိုက်ခိုက်တာမဟုတ်ပါဘူးဝေဖန်နေဆိုရင်လည်းပဲပြင်ဆင်ကြရတဲ့တောင်းတော်နဲ့ပြင်ဆင်လို့ရပါတယ်ဝေဖန်လို့ရပါတယ်အဲဝေဖန်လို့မရဘူးအကြံပြုလို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေတယောက်နဲ့တယောက်အမြင်မတူတာတွေရှိပါတယ် ျွန်တော်တို့ကတော့ဘယ်လိုပြောမလဲဆိုတမ်တော်ကိုဝေဖန်နေဖြစ်စေအဲဒါထောက်ပြပြောဆိုသည်ဖြစ်စေတမ်တော်ကပြင်ဆင်လိုက်တဲ့ဟာမျိုးကြောင့်လည်းဒါပြည်သူတရပြည်သူတရလုံးဝတမ်တော်ကိုအာနာရှင်လို့မတတ်မှတ်ပဲနဲ့မိမိတို့ရဲ့မိသားစုပဲဆိုတတ်မှတ်စေခြင်းနဲ့ဆန္ဒဒါကြောင့်လူကြီးတိတန်းသည့်တယ်အဲ့တော့အဲ့လိုမျိုးကိုကိုဇော်ဝေးတကယ်လို့အဲဟိုနေ့ဖြစ်တယ်ဆိုလို့ရှိရင်ဒါ ဘာဖြစ်လာလဲဆိုတော့ကျွန်တော်ဒီမှာဆိုလို့ချေဟိုအနောက်ဘက်ကဒါတော်လိုင်းဘက်ကပြောရမှာပေါ့သူတို့ဘက်ကသူတွေရဲ့လွှမ်းမိုးမှုများသွားလိမ့်လွှမ်းမိုးမှုပဲဖြစ်သွားလိမ့်မယ်။ဘာလို့ဆိုရွေးကောက်ပွဲလည်းနီးလာပြီရွေးကောက်ပွဲနီးလာတော့ကျွန်တော်တို့တယောက်ချင်းဖြိုတော့မယ်။ဟိုဒီမှာကျွန်တော်တို့ဒါလူအတိများလာဆိုဘယ်လိုရှိမှာဆိုရင်ဒါအားလုံးသိတဲ့အတိုင်းမှာကိုစော်ဘိုးကြီးရှိမှာအဲကျွန်တော်ရှိမှာဒါစပီကာတွေပြောလာပါမီဒီယာတော့မပြောပါဘူးနော်မီဒီယာဒီလိုမျိုးစိတ်နဲ့မြင့်နဲ့အဲပြောပြပေးပြီးတော့တကယ်တိုင်းပြည်အတွက် အလုံးလုံးပေးတဲ့သူဘာဖြစ်လို့ပေးဖို့နေတဲ့တဲမှန်ဆိုသူတို့တွေရဲ့တကယ်ခံစားရတာကိုဒါသူတို့ပြောပြနေတယ်အကြောင်းအရာတွေဖြစ်တယ်နော်တနေ့တနေ့လာနေအကြောင်းအရာတင်မြခြင်းနဲ့နော်အဲရခိုင်ပြည်နယ်တောင်ပိုင်းမှာတဲ့တင်တန်းဆင်းလာတော့တဲ့လူငယ်များနဲ့ပီရီယအဖွဲ့ဝင်များကိုတဲ့ဒီနေ့တောက်ကုန်းမျိုးနယ်မှာတဲ့မြောက်ပိုင်းကအေအများကလာရောက်ခေါ်ရွေးတဲ့ကြောက်ဖြူမျိုးဦးတို့ခေါ်ဆောင်လာတဲ့ကာကင်းအတွက်အသေးခံ၍တိုက်ပွဲအတွက်လာရောက်ခေါ်ကြတယ်တဲ့မြောက်ပိုင်းအဖွဲ့နဲ့တောင်ပိုင်းအဖွဲ့များအချင်းချင်းစကားများ အချင်းချင်းတိုက်ဝဲဖြစ်ကြတယ်တဲ့ထိုးနောက်တဲ့တန်တွဲမျိုးနိုင်တဲ့ပဇွန်ပြေကြေးရွာကိုလေပဇွန်ပြေကြေးရွာကိုလေတဲ့လာရောက်ခေါ်တဲ့ကြားစင်းနဲ့လာရောက်ခေါ်ကြတဲ့တောင်ပိုင်းသားနဲ့မြောက်ပိုင်းသားစကားများရပ်ဖြစ်ကြတဲ့လို့တဲ့တရင်ပို့ပါတယ်တဲ့ဒါကြောင့်နဲ့အဲတိရှိအောင်နဲ့အထက်လူကြီးများတင်ပြပေးပါတဲ့နော်တောင်ကုန်းက90လောက်ကားတဲ့တောခုတ်သွားတယ်လို့လည်းသိရပါတယ်တဲ့တပ်မတော်ဘက်ကိုလာပြီးတော့အလံပြူထောင်ဖို့လည်းသိရပါတယ်တဲ့မြောက်ပိုင်းသားတွေကတောင်ပိုင်းသားတွေကို ကြောက်ဖြူဘက်ကိုအသေးခံခိုင်းဖို့လည်းလုပ်နေပါတယ်တဲ့အဲတပ်မတော်ဘက်ကိုအလင်းဝင်မဲ့ဆိုလို့ရှိရင်ဘလို့ဆက်သွယ်လို့ရမလဲဆိုတာလေးလည်းပြောပြပေးပါဦးနဲ့